အီတလီနိုင်ငံရောမမြို့ရှိခရီးယန်ပုရဟန်းမင်းကြီးတန်မြမဘာသာဖြင့်ပထမဆုံးစာရေးခဲ့သောမြမလူမျိုးမှာမြမပထမဆုံးခရီးယန်ဂိုင်းချုပ်ဆရာတော်ဂါလီစီယာရောက်ရှိစဉ်ကဂျွန်အမီခန်မြမလူမျိုးဖြစ်သည်မှတ်ချက်အနေနဲ့ကတော့စထမမြောက်ပုရဟန်းမင်းကြီးဘိုင်ရက်စတန်1982ခုနှစ်လောက်ကပေရွက်ပေါ်ရေးခဲ့သောစာဖြစ်သည် မြမပထမဆုံးရာဇဝင်ကျမ်းမှာရှင်မဟာတိလဝန္တ1502ခုနှစ်ကရေးသားခဲ့သောရာဇဝင်ကျော်ကျမ်းဖြစ်ပြီးမြမနိုင်ငံမှာစေလွတ်ခဲ့သောပထမဆုံးပညာတော်သင်အဖွဲ့တွင်မောင်ရွှေအိုမောင်ရွှေပင်မောင်ပေါကျိုင်းမောင်ထွန်းအောင်နှင့်မောင်ညွန့်တို့ပါဝင်ပြီး1858ခုနှစ်ကအိန္ဒိယနိုင်ငံကာလကတ္တမြို့သို့ ပညာတော်ခီးတွားရောက်ခဲ့သည်